ငွေကြေးဆိုင်ရာခံရွက်တွေမတူရင်ငွေကြေးသုံးဆွဲပုံတွေလည်းမတူပါဘူးအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ထက်မှသတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ်တချို့လည်းဖတ်ပြမှတ်ထင်ပါတယ်ဒီကျွန်တော်တို့ဒီ Microsoft ရဲ့ founder Bill Gates ကဒါသူရဲ့ပိုင်ဆိုင်မှု69ရာခိုင်နှုန်းနောက်20အတွင်းမှာပေါ့နော်အကုန်လှုပ်ပြမယ်ဆိုပြီးတော့ကျွန်တော်တို့ဖတ်လိုက်ရတယ်အဲ့ဒီသတင်းထက်မှပဲသူတည်ထောင်ထားတဲ့ Gates Foundation ကဒီ Bill Gates ရဲ့ပိုင်ဆိုင်မှုတွေကဒေါ်လာဘီလီယံ200ကို2045မတိုင်မီမှာဒါလူတွေရဲ့ ီဘွာတုတ်တက်ပြီးတော့တုံးဆွဲသွားမယ်ဆိုပြီးတော့ကျွန်တော်တို့ဖတ်လိုက်ရပါတယ်ဆိုတော့ဒီသတင်းကိုဖတ်ပြီးတော့ဗာစဉ်းစားမိလဲဆိုတော့ကျွန်တော်တို့အဲလူတွေငွေကြေးပုံမှာထားရှိတဲ့အမြင်ခံချက်ပေါ့နော်ဒါလေးမတူဆိုတာကျွန်တော်သွားစဉ်းစားမိတယ်ဟိုအချမ်းမြအဖြစ်ဆိုရင်တော့ကျွန်တော်တို့ကဒီငွေကြေးအမြင်၃မျိုးရှိတယ်လို့ပြောလို့ရတယ်ပထမတစ်မျိုးကတော့ငွေရအရေးကြီးဆုံးပဲဆိုတဲ့အမြင်ဖြစ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်အခြေခံလူတန်းစားတွေနောက် media class တွေနောက် ကျွန်တော်တို့ဒီငွေကြေးဆိုင်ရာအကျက်တဲကြုံနေရတယ်ဒီလိုလိုမျိုးတွေမှာရှိတဲ့အမြင်မျိုးပေါ့လေသူတို့ကငွေအတွက်လှုပ်လှုပ်တယ်တချို့ဆိုရင်ကိုဝါကနာမပါတဲ့အလုပ်ကိုဒါငွေအတွက်လုပ်နေတာရှိတယ်တချို့ဆိုရင်စိတ်မပါပဲအဲကျွန်တော်တို့ပတ်စံအတွက်လုပ်နေရတာရှိတယ်တချို့ဆိုရင်ပုံစံမျိုးမျိုးနဲ့ဒီငွေနောက်ကိုကောက်ကောက်ပေါင်လိုက်နေရတယ်ဆိုလို့ရှိတယ်ပေါ့နော်ဒါသူတို့တော့ကတော့ငွေကအရေးကြီးဆုံးပဲပေါ့နော်ဒီလိုပြင်နဲ့ကျွန်တော်တို့ကလုပ်နေတယ်လို့ရှိတယ်နောက်ဒုတိယအမြင်ကတော့ငွေရဆွားရှိတယ်ဆိုတဲ့အမြင်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီငွေကြေးဆိုင်ရာညံ့မြင့်တဲ့သူတွေနောက်တစ်ခုက စီဝါလုပ်ငန်းရှင်တွေ investor တွေပေါ့နော်သူတို့မှာဒီလိုအမြင်မျိုးပိုရှိတတ်ပါတယ်သူတို့ကငွေရဲ့ power အသုံးချပြီးတော့သူတို့လိုချင်တဲ့အရာတွေဖန်တီးကြတယ်ပေါ့ထားတော့သားသမီးတွေရဲ့ပညာရေးအတွက်အဲသူတို့ငွေကြေးသုံးဆွဲပြီးတော့အမြင့်ဆုံးရအောင်ယူတာရှိမယ်သူတို့နေချင်တဲ့ lifestyle အတွက်အဲငွေနဲ့ဝယ်ယူပြီးတော့တိစောက်တာတွေဖြစ်နိုင်တယ်အဲတချို့ဆိုရင်စီဝါရေးတို့ investment တွေဥတော်ဒါ game တစ်ခုအနေနဲ့ကစားပြီးတော့ဗောနော်လောက်တာရှိတယ်အဓိကတော့ဒီ money game လို့ကျွန်တော်တို့ပြောလို့ရတယ်ငွေရောကျွန်တော်တို့ game တစ်ခုအနေနဲ့ကစားပြီးတော့သူတို့ဒီ investment တွေလုပ်ကြတာလည်းရှိတယ်ဗောနော်ဆိုတော့ဒီလိုလူမျိုးတွေအရတော့ဒါငွေရောဒီအစွမ်းတည့်ရဲ့ power တစ်ခုအနေနဲ့သူတို့အသုံးချကြတယ်ဗောနော်နောက်ဆုံးအမြင်ကတော့ငွေရ တခြားသူတွေထောက်ပံ့လို့ရတယ်ဆိုတဲ့အမြင်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီ big stage လို့လူမျိုးတွေအပါအဝင်ပေါ့နော်ဒီ operator လုပ်နေတဲ့သူတွေ donation လုပ်နေတဲ့သူတွေမှာဒါအများဆုံးတွေ့ရတာဖြစ်ပါတယ်သူတို့ကငွေရှာတယ်အတီငွေနဲ့ကျွန်တော်တို့ကတခြားသူတွေနောက်ကိုရပတ်ဝန်းကျင်ဒီလိုနေရာမျိုးတွေကိုအကျိုးရှိအောင်ဘလို့ထောက်ပံ့ပြီးလို့ရအောင်လဲသူတို့အမြဲစဉ်းစားနေတဲ့သူမျိုးတွေဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ငွေချင်းနဲ့ပတ်သက်ရင်အခြေခံအပြင်ဒီအမြင်သုံးမျိုးရှိပါတယ်ကိုယ်အနေနဲ့မငွေရအရေးကြီးဆုံးလို့မြင်မလားဒါမှမဟုတ် ငွေရပါဝါရှိတယ်လို့မြင်မလားဒါမှမဟုတ်ဒီကိုရှာထားတဲ့ငွေကိုကျွန်တော်တို့ကတခြားသူတွေကိုအထောက်ပံ့ပေးဖို့ဆိုတဲ့အမြင်ရှိမလားဒါတော့ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ရွေးချယ်မှုနဲ့အများကြီးဆိုင်ပါတယ်တို့တိုင်ငွေချင်းနဲ့စီးပွားဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတယ်ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်